င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အဲမြွန်နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ရဟရင်တစည်းကို ပြစ်ခတ်ခဲ့ပြီးထိမှန်ခဲ့လို့အေကအတည်ပြုပါရတယ်။တာရီအကျဉ်းထောင်မှာအင်းစိန်ထောင်နဲ့အိုးဘိုထောင်က ပြောင်းလာတဲ့လက်ငယ်အကျဉ်းသူ15ဦးခန့်ကိုနှစ်နှစ်နီးပါးကြာအကြောင်းမဲ့တိုက်ပိတ်ထားတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြက်ဖက်စစ်ကောင်စီရဲ့ရဟတ်ရင်တစည်းကိုအေကပြစ်ခတ်ခဲ့ရမှာထိမှန်ခဲ့တယ်လို့အေပြောခွင့်ရပုတ်ကိုဥခိုင်တုခကအတိပြုပြောဆိုလိုက်ပါတယ်။နွေမာလာဆက်ရဲ့မွန်လွယ်နှစ်နိုင်ခွဲအချိန်ကအဲမြို့နယ်အနောက်ပိုင်းတိုင်းစစ်တနာချုပ်ကိုစစ်ကူလက်နဲ့ရိတ်ခါတွေလာပိုးတဲ့ရဟတ်ရင်လေးစည်းကိုပြစ်ခတ်ခဲ့လို့ဥခိုင်တုခကပြောပါတယ်။အဲ့ဒီရဟတ်ရင်တွေကရဟတ်ရင်တစည်းဟာအမီပိုင်းကိုထိမှန်သွားခဲ့တာဖြစ်ပြီးမကွေးတိုင်းငဖဲမြို့နယ်အတွင်းကိုဆင်းသက်သွားတယ်လို့အေပြော ဝိယပုတ်ကိုဥခိုင်ဒုက္ခကပြောပါရယ်အဲ့ဒီရဟတ်ရင်တွေဟာအကျမ်းဖက်စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်နာကျုပ်ပတ်ဝန်းကျင်မှာသူတို့ရဲ့တပ်ဖွဲ့ဝင်တွေအတွက် လက်နဲ့ရိတ်ခါစစ်အင်အားလပုတ်ပြီးလူနာပြန်တင်ဖို့ရဟရင်၄စီ၈စစ်နောက်စစ်စစ်တက်လာတာလည်းဖြစ်ပါတယ်။အဲ့ဒီ၄စီစလုံးကို A ကလိုက်လံပစ်ခတ်ရမှာရဟရင်တစည်းသာအမီပိုင်းကိုထိမှန်သွားတာဖြစ်တယ်လို့လည်းဥခိုင်ဒုက္ခကရှင်းပြပါပါတယ်။အဲ့လို ထိမှန်သွားတဲ့ရဟရင်ကတော့မကွေးတိုင်းငဖဲမြို့နယ်ကြောက်စုံရွာအနီးကိုဆင်းသွားတာဖြစ်တယ်လို့လည်းစုံစမ်းသိရှိရလို့ဥခိုင်ဒုက္ခကပြောပါတယ်။တပ်ဖက်စစ်ကောင်စီကအမ်းမြို့နယ်အနောက်ပိုင်းတိုင်းဆက်နနာကျုံမကြစေရေးအတွက်လေချောင်းက နေအဓိကစစ်ကူအင်အားတွေအဆက်မပြတ်ဖြည့်တင်းနေတာလည်းဖြစ်ပါတယ်။အရခတက်တော်ကအနောက်ပိုင်းတိုင်းဆက်နာကျော်ကို အပြင်းထန်ထိုးစစ်ဆင်နေခြင်းတွင်အကြက်ဖက်ဒုစစ်ခေါင်းဆောင်ဆိုဝင်ကတော့အဲမြို့နယ်ကအနောက်ပိုင်းတိုင်းဆက်နာကျော်ကိုလုံးဝဆုတ်ခွာခြင်းမပြုဖို့အတွက် လုံးဝလက်လွတ်မခံဖို့အတွက်အမိန်ပေးညွှန်ကြားထားတယ်လို့လည်းသိရှိရပါတယ်ရှင်။ တဆက်တည်းတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့ရခိုင်ပြည်နယ်အမ်းမြို့သိန်းတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်ကတရင်မူဗိုလ်မှူးအဆင့်ရှိသူတွေအပါအဝင်စစ်ကောင်စီတပ်သား300နီးပါးဟာ AAC မှာလက်လက်ချအလင်းဝင်ရောက်လာခဲ့လို့ဒေသတွင်းစစ်သည်င်းမြစ်တွေကပြောပါရယ်အမ်းမြို့မဲတောင်ပြူဟာကုန်းကိုတိမ့်ပိုက်ခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကနေစတင်ကနိုဝင်ဘာလ17ရက်နေ့ထိစစ်ကောင်စီတပ်သား300နီးပါးဟာ AAC မှာလက်လက်ချအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ်အဲဒီလိုလက်လက်ချလာသူတွေတဲ့ မှာတရဲမှုအဆင့်တွေဘုံမှုအဆင့်တွေအပါဝင် ရာထူးဆုံလက်လက်ချလာသလိုမိသားစုဝင်တွေလည်းပါဝင်တယ်လို့ဒေတာတွင်စေတဲ့တင်မြစ်ကပြပြပါရယ်အမျိုးသိန်းတိုက်ပွဲကတော့ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးစစ်ကောင်စီတပ်သားတွေထဲမှာဘူးတီတောင်စစ်တွေ ကြောက်ဖြူဒုက္ခတဲ့စခန်းတွေယာရီကခေါ်ယူပြီး45ရက်တင်နန်းပေးထားတဲ့လက်လက်ကင်တွေလည်းပါဝင်နေရလို့သိရှိရပါဗျ။အဲ့ဒီရက်တို့တင်နန်းဆင်းတွေကလက်လက်ကင်100ကျော်ဟာတည်ဆုံးသွားခဲ့ရပြီးလက်လက်ခရဲအများပြားကိုလည်းတင်ဆက်ရရှိခဲ့လို့လည်းသိရှိရပါဗျ။အမ်းမြို့မှာအနောက်ပိုင်းတိုင်းစစ်တနာကျော်နပခအပါဝင်တရင်16ခုရှိပြီးအရခတက်တော် A ကတရင်15ခုနှိပါကိုတင်ပိုက်ထားကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနပခခြံဝင်းထဲမှာအင်အားအလုံးရင်းနဲ့ ခံစစ်ပြင်ဆင်ထားလို့လဲစေတရင်မြစ်တွေကဆက်လက်ပြောဆိုပါတယ်ရှင်ဒီကမှာတော့စကိုင်းတိုင်းကလေးမျိုးမှာအကြက်ဖက်တသားတွေလိုက်ပါလာတဲ့ကားတစီးနဲ့စစ်ကိုစစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တက်ခတ်ခဲ့ရမှာရဲအရာရှိတို့ပါဝင်ကိုဦးဟာတေသွားရလို့မိုင်းတက်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခစ်တက်ကိုပြောပါတယ်။နိုဝင်ဘာလ9ရက်နေ့နေ့လယ်7:15မိနစ်လောက်ကကလေးမျိုးတွေကနေကလေးကွန်ပျူတာတက်ကတူကိုထွက်လာတဲ့အကြက်ဖက်တသား6ဦးခန့်လိုက်ပါလာတဲ့ကားတစီးကို တော်လဲတဖွဲ့ဝင်တွေက အသင့်ဆောင်ဆိုင်မိုင်းဆွဲပြစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုတွင်ကားမှာမိုင်းထိမှန်ပြီးထိုးရက်သွားချိန်မှာတော်လဲတဖွဲ့တွေကထပ်မံပြစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတိုက်ပွဲဖြစ်ပွားနေချိန်မှာကြီးကုန်းဘက်ကထွက်လာတဲ့အကြက်ဖက်စစ်ကြောင်းနဲ့ကွန်ပျူတာတက္ကသိုလ်ကခြေလင်းစစ်ကြောင်းတို့စစ်ကူရောက်ရှိလာတာကြောင့်မိုင်းတဖွဲ့ကတော်လဲရဲဘော်တွေနဲ့ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီလိုဖြစ်ပွားနေချိန်မှာစစ်ကောင်စီတပ်သားတွေကတော်လဲတဖွဲ့တွေထောင်ထားတဲ့မိုင်းကွင်း ်ပေါ်မှာနေရာယူမိတာကြောင့်ထပ်မံမိုင်းဆွဲတက်ခိုက်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတက်ခိုက်မှုအတွင်းမှာအကြက်ပဲစစ်တပ်ဘက်ကရဲရာရှိတို့အပါဝင်စစ်ကောင်စီတပ်သား၉ဦးထက်မနည်းဟာသေသွားခဲ့လို့လည်းမိုင်းတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါတယ်။ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာကိုအကြက်ပဲစစ်တပ်ဘက်ကလက်လက်ကြီးယူနေပစ်ခတ်နေတာကြောင့်လက်လက်တွေ ကောက်နိုင်ခြင်းမရှိဘဲတော်လဲတပ်ဖွဲ့ဝင်တွေဟာပြန်လဲဆုတ်ခွာခဲ့ရလို့လည်းသိရှိရပါတယ်ရှင်။ ရန်ကုန်ကသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့အင်းစင်မြို့နယ်အောက်မင်္ဂလာတော်လမ်းပန်းကရက်ွက်အုတ်ချုပ်ရည်မှုရုံးကိုအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တယ်လို့ Dark Shadow အဖွဲ့ကရဲဘော်ပန်တာကရန်ကုန်ခေတ်စ်ကိုပြောပြပါရစေ။လွေမာလာ၁၇ရက်နေ့မွန်းလွယ်နိုင်ခွဲလောက်ကအင်းစင်မြို့နယ်အောက်မင်္ဂလာတော်လမ်းပန်းကရက်ွက်အုတ်ချုပ်ရည်မှုရုံးကို Dark Shadow အဖွဲ့ကအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရစေ။အဲ့တိုက်ခတ်မှုတွင်အကြမ်းဖက်တပ်သားတွေဘက်ကထိခိုက်မှုရှိမှရှိကိုအတိမပြုနိုင်သေးပဲ Dark Shadow အဖွဲ့ကရဲဘော် ကအထူးကံဖြစ်ပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတကတ်မှုဟာ KNDP ရဲ့စစ်တစ်စစ်တစ်စစ်စီရေးမှာပါဝင်စစ်နွမ်းနေတဲ့တော်လိုင်းအင်အားစုတွေကိုဂုံပြူတဲ့အနေနဲ့ဒက်ရှယ်ရိုအဖွဲ့သားတွေကမြို့ပြမှာလဲအာနာရှင်အမြင့်ပြည့်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်နေကြောင်းပြတ်တဲ့အနေနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ စကန်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကန်းအတိုင်းဘုဒ္ဓလေမှာစစ်တကထပ်မံစစ်ကြောင်းထုတ်နေပြီးတပြေပြေရွာမှာတက်ဆွဲကနေတွေကိုမှွေနှောက်ဖျက်ဆီးကအနီးဝန်းကျင်ရွာတွေကိုလက်နက်ကြီးယူနေပစ်ခတ်နေတယ်လို့ရေဟုတ်အခြေပြု People Defense Committee ပြန်ကြားတောင်းဝန်ခံထူးခန့်စွာအမိသားကရန်ကုန်ခေတ်စ်ကိုပြောပါရယ်နိုဝင်ဘာလ10ရက်နေ့မှာဘုဒ္ဓလေမြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းဟာတပြေပြေရွာကိုထပ်မံဝင်ရောက်စီးနင်းပြီး ရွာထဲမှာတက်ဆွဲကပြည်သူပိုင်နေသူကိုစိတ်ကြိုက်မှွေနောက်ဖျက်ဆီးနေတာလည်းဖြစ်ပါတယ်။ဒါအပြင်အကြမ်းဖက်တပ်သားတွေဟာအနီးဝန်းကျင်က ကြေးရွာတွေကိုလည်းလက်လက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေတာကြောင့် ကျေးရွာနေပြည်သူအလုံးဟာထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီအကျန်းဖက်စစ်ကြောင်းဟာနွေမာလာ6နှစ်နဲ့9ရက်နေ့တို့မှာဘုဒ္ဓလင်မြို့နယ်တွင်တပန်းရွာကိုဝင်းရောက်စီးနှင်းခဲ့ပြီးစစ်ဘေးရှောင်ဖို့ပြင်ဆင်နေတဲ့တပန်းရွာသားအသက်80ရွယ်ဦးစန်းလွင်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကာနေအိမ်40ခန့်ကိုလည်းမီးရှို့ဖျက်ဆီးပြီးရနောက်ဘုဒ္ဓလင်မြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားတဲ့စစ်ကြောင်းလည်းဖြစ်နေပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ပဲခူးတန်တာရီအချင်းထောင်မှာအင်းစင်ထောင်နဲ့အိုးဘိုထောင်ကနေပြောင်းလာတဲ့နိုင်ငံအချင်းသူ15ဦးခန့်ကိုနှစ်နှစ်နေပါကြာအကြောင်းမဲ့တိုက်ပိတ်ထားတယ်လို့အချင်းထောင်တရင်မြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။တာရီအချင်းထောင်တိုက်ငားနဲ့တိုက်ရှင်မှာအင်းစင်ထောင်နဲ့အိုးဘိုထောင်ကနေပြောင်းရွှေ့လာတဲ့နိုင်ငံအချင်းသူ15ဦးခန့်ကို ပြင်းမှုကျွလွန်ထားခြင်းမရှိဘဲအကြောင်းမဲ့တိုက်ထဲမှာတနစ်နဲ့ရှစ်လာကြပိတ်လောင်ထားတာလည်းဖြစ်ပါတယ်။အချင်းတောင်တွေကတိုက်တွေထဲမှာထောင်တွင်းပြစ်ဒဏ်ကျွလွန်သူတွေကိုထားရှိရမှာဖြစ်ပေမဲ့လည်းနိုင်ငံရဲ့အချင်းသူတွေကိုအကြောင်းပြချက်မရှိဘဲပိတ်လောင်ထားတာဟာလူခွင့်ရေးနဲ့ဂုံတိတ်ခါကိုချိုးပေါက်တဲ့အတွက်တာရီထောင်ပိုင်းရဲရင်တိုင်းဥဆောင်တဲ့ထောင်ဝါဒဝန်ထမ်းတွေအားလုံးဟာကြီးမားတဲ့ရာဇဝတ်မှုကိုကျွလွန်နေတာဖြစ်တယ်လို့အချင်းတောင်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ ဟုတ်ကဲ့ပါရှင်ဒါကြတဲ့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ